ကမ္ဘာတစ်ခုလုံးကိုတုံလုံးချော့ချာသွားစေခဲ့တဲ့ဖြစ်ဆိုပါပဲ။အီယန်နိုင်ငံအီဟီရန်မြို့စင်ဂျီဘုံကမိုက်ပွန်းတစ်ခုနဲ့ခီးဆောင်အိတ်ထဲမှာတက်48နှစ်ရွယ်ရှိပြီဖြစ်တဲ့ရုပ်ရှင်တရားတဦးရဲ့အနာကိုစိတ်ပိုင်းတွေကိုတွေးရှိခဲ့ရပါတယ်။ဆုံးသူကတော့ဘာဘခိုတာတင်ပါ။ဘသူဖြတ်ခဲ့တာလဲ။ဒီလိုရက်ဆက်ကြမ်းကြုတ်စွာ ပြတ်မှုသူ့လူငယ်သူတွေဟာတခြားသူမဟုတ်ပါဘူးသူ့ရဲ့မိဘယဉ်တွေပဲဖြစ်နေခဲ့ပါတယ်တီဟီယန်တက်ကရိုကနေရုပ်ရှင်မဟာပွဲရရှိခဲ့တဲ့ပပဟာ2010ပြည့်နှစ်မှာပညာဆက်သင်ဖို့လန်ဒန်ကိုရောက်ရှိခဲ့ပါတယ်သူရိုက်ကူးခဲ့တဲ့စကားတို့တစ်ခုဟာလန်ဒန်မှာနေရင်မိသားစုကိုဆွတ်နေရတဲ့လူငယ်တို့အကြောင်းရိုက်ကူးထားတာဖြစ်တယ် သူရဲ့နုပညာနဲ့ဘဝအစင်မှန်ဟာအဝံကိုချဖြစ်နေခဲ့ပါတယ်။ဟဲ့တော်ချပြီးနောက်ချစ်ရသူနဲ့မိသားစုစီပြန်လာခဲ့တဲ့ပါပဟာအဲ့ဒီခေစဉ်ကသူ့ဘဝရဲ့နောက်ဆုံးခီးဖြစ်သွားမယ်လို့အလုံးမတွေးမိခဲ့မှာမဟုတ်ပါဘူး။ဒီဖြစ်ဆိုဟာအီယန်လူပွဲစီမှာနှက်ဆိုင်စွာအမြင့်တွင်နေရဲ့ဂုံတိခါဖြတ်မှုရဲ့ရဲ့ရောင်တစ်ခုဖြစ်ရှုမြင်ခံခဲ့ရပါတယ်။ပါပရဲ့မိဘတွေထွက်ဆိုချက်ကပိုပြီးတော့ကြေကွဲစရာသူတို့ရဲ့တာကို တင်ရဲ့အကြောင်းရင်းကတက်48နှစ်ရောက်တဲ့အထိလက်မထက်သေးတာကိုမကြည်နဲ့လို့ပါလေဗျာသူတို့ဟာတားဖြတ်သူကိုမူရစ်စီခတ်ပြီးဓာတ်နဲ့ရရဆက်ဆက်ထိုးခဲကြပါတယ်ခနာကိုကိုအပိုင်ပိုင်ဖြတ်အမိုက်ပုံးနဲ့ခီးဆောင်အိတ်ထဲမှာထည့်ပြီး EOS ဆွာဆွန့်ပစ်ခဲကြတာဒီမှုကဒီမှာနဲ့မပြီးဆုံးခဲ့ပါဘူးစုံစမ်းစစ်ဆေးမှုတွေရာဒီလို ဖျက်မှုဟာသူတို့အတွက်ပထမဆုံးအကြိမ်မဟုတ်ဘူးဆိုတာပေါ်ပေါက်လာခဲ့ပါတယ်။ဘာဖက်ရဲ့မိဘတွေဟာ2011ခုနှစ်တုန်းကသူတို့ရဲ့တမန်နဲ့2018ခုနှစ်တုန်းကတမိတူဦးပါအလားတူဖျက်ခဲ့ကြအောင်ဝန်ခံခဲ့ကြပါတယ်။သာသမီတွေရဲ့ခန္ဓာကိုယ်တွေကိုလည်းအပိုင်ပိုင်ဖျက်တော့ကအမိုက်ကျက်ဆက်တွေရမှာစွန့်ပစ်ခဲ့ကြတာပါ။ဒီလိုမိသားစုဝင်တွေကိုတယောက်ပြီးတယောက်ကြောက်မက်ဖွယ်ကောင်းတဲ့နီလန်းတွေ ဖြတ်ခဲ့တဲ့အတွက်မီဒီယာတွေကသူ့ရဲ့မိသားစုကိုနမဲဆိုးတွေတောင်တပ်ပေးခဲ့ကြပါသေးတယ်ခင်ဗျာတရားရုံးရင်ဆုံးဖြတ်ချက်အရဖခင်ဖြစ်သူဟာအမှုရင်ဆိုင်နေစမှာပဲကင်ဆာရောဂါနဲ့ဆုံးသွားခဲ့ပါတယ် ကူညီခဲ့တဲ့မိကွန်ဖြစ်သူကိုတော့ထောင်နဲ့နှစ်ရှည်ချမှတ်ခဲ့ပါတယ်ဒီမှုဟာအီရန်နိုင်ငံမှာတာမကကဘာတစ်ခုလုံးကိုပါတုံလို့ခြောက်ချားစေခဲ့တဲ့တမိုင်းဝင်မှုတစ်ခုပါမိဘရေးမိကကိုယ့်ရဲ့သားသမီးတွေကိုဘာကြောင့်ဒီလိုအဆုံးရောက်တဲ့ချက်ဆက်ခဲ့ကြတယ်လဲဆိုတော့အဖြစ်ရှင်းနိုင်သေးတယ်မိကွန်ကြီးတခုဟာဒီမှုရဲ့နောက်ွယ်မှာထာဝရကြံ့ရင့်နေခဲ့ပါတော့တယ်ခင်ဗျာနောက်လာမယ့်ကျောင်းအသေးတွေတော့သိရှိနိုင်ဖို့အတွက်ကျွန်တော်ကောင်းလို့လဲ subscribe မိသွားပြီးကြပါဦးကျေးဇူးအများကြီးတင်ပါခင်ဗျာ